်မင်္ဂလာပါရှင် ကျမကတော့ချီချိုဆက်မှာ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ပဲခူးတိုင်းပြည်မုံကြီးတက်တဲ့အပိုင်39မိုင်စစေးဂိတ်မှာအော်တိုဘားလ၄ရက်ညနေ၄နာရီကစာချဆရာတော်စီလာတဲ့ Nissan X-Trail ရင်ကိုဘိုးကြီးခန့်စော်ကတိတ်ဆိတ်ယူဆောင်သွားတယ်လို့မြို့ကန်တွေစီကသိရပါဗျာ။ မကွေးမြို့မဟာယဒနာယာမစာသင်တိုင်းစာချဆရာတော်စီးလာတဲ့ Nissan X-Trail RLG 2234ယင်ကိုစစ်တပ်ကစစ်ဆေးပြီးဆရာတော်နဲ့ယင်မောင်းစီကဖုန်းတွေသိမ်းကကားကိုဗိုလ်ကြီးခန့်စော်ဆိုသူကစီးသွားတာလို့မြို့ကန်တယောက်က TVB ကိုပြောပါရတယ်။ သဲဆဲခရတာကိုဘကိုးမျိုးကတန်ဃာတော်တွေကသိရှိပြီးနောက်ပြည်မုံကြီးအခြေဆိုင်အမှတ်900အမြောက်စခန်ကုတ်ကဲမှုဌာနချုပ်ကိုတွားရောက်အတနာခံခဲ့ပေမဲ့တက်နယ်ကတပခတိုင်းစစ်ဌာနချုပ်ကိုကျဉ်းနှံတင်လိုက်တာကြောင့်ပြန်ပေးမရဘူးလို့ပြောဆိုကြောင်းဆရာတော်တစ်ပါးက DPP ကိုမိတ်ပါရရှင် ်စစ်ကော်မရှင်တပ်နဲ့ရန်နီအမျိုးသားများတပ်မတော် SNL တို့ပူးပေါင်းပြီးတံပြန်ထိုးစစ်ဆင်တာကြောင့်ဗမာမျိုးနဲ့ငါးမိုင်ဝန်းကျင်အကွာမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံနဲ့ရှေ့တန်းသတင်းရင်းမြစ်စီကသိရပါတယ်စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်စကိုင်းတိုင်းကတာခရိုင်နယ်ကဗမ်းမောင်းမြို့ကို PDL တွေဦးဆောင်ပြီး KIA ပါဝင်တဲ့ပူပေါင်းတပ်တွေက စတေမာလာနှောင်းပိုင်းမှာသိမ်းပိုက်နိုင်ခဲ့ကြောင်း UNG ရဲ့အမှတ်သစ်စစ်သေးတာကကြေညာခဲ့ပါတယ်။ ဒါပေမဲ့မြို့ကိုသိမ်းပိုက်ပြီးနှစ်ပတ်ဝန်းကျင်အကြာမှာတော့စစ်ကောမရှင်နဲ့ SN ပူပေါင်းတပ်တွေကအောက်တိုဘာ၄ရက်နေ့ကစလို့တံပြန်ထိုးစစ်ဆင်လာခဲ့ပြီးမြို့နဲ့၅မိုင်အကွာမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့သိရပါဗျ။သူအင်းလီမကန်နေလို့အင်အားပြည်ပြီးတော့ပြန်လို့ထိုးစစ်ဆင်လာကြတော့တယ်အဲမြို့ဒေရောမြို့တိဘောသူမြို့နယ်အဲဒုံးလေးမိုင်းငားမိုင်းလောက်မှာတော့တိတိမှုဖြစ်တဲ့ဟုတ်တယ်အဲတမတုံတုံပါတယ်ဒါနဲ့သူလည်းပေါင်းပြန်ထိုးတော့ le di giovani lo con giro re e di lungo ciao re e tro che ne c'è ne non ci mo no စစ်ကောင်မရှင်တပ်နဲ့ရှမ်းပြည်အမျိုးသားများတပ်မတော် SN တို့ကဟောမလင်းဘက်ကနေအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်လာတာဖြစ်ပြီးဘောင်းမောင်းမြို့နာကခမိုးရွာနယ်ဆက်တော်ရွာတွေဝင်းကျင်မှာတိုက်ပွဲဆက်ဖြစ်နေတာလို့သိရပါဗါတယ်။တော်လိုင်းအင်အားစုတွေဘက်ကလည်းခုခံတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီးအောက်တိုဘာ9ရက်နဲ့6ရက်နေ့တွေကလည်းလေကြောင်းတိုက်ခိုက်မှုရှိခဲ့ပေမဲ့အသေးစိတ်ကိုမသိရဘူးလို့ဒေသခံကပြောပြပါဗျ။လုံခြုံရေးအရာသူ့ရဲ့ပြောပြမှုကိုအတန်အစားတို့ဖတ်ပြထားပါဗျ။ဘာမောက်ကတိုက်ပွဲတွေဖြစ်နေတာဟုတ်ပါတယ်။အစံနေဘက်ကပြန်ပြီးတိုးခဲ့တာပေါ့လေ။တိုက်ပွဲတွေပြင်းထန်နေတဲ့တူတယ်။လေရင်တွေနဲ့အော်လာကျဲတာရှိတယ်။လက်နက်ကြီးတန်နေမနေ့ကကောဒီနေ့ရောကြားနေရတယ်။ ဒါအပြင်အောက်တိုဘာ၂ရက်နေ့နေ့လယ်ပိုင်းတုန်းကလည်းစစ်ကောင်မရှင်လီတက်ကနေဘုံလီလုံးချက်ချတိုက်ခိုက်ခဲ့ပါတယ်။နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေကြောင့်ဗန်းမောင်းမြို့ပတ်ဝန်းကျင်ကစက်တော်၊နားရက်ကနဲ့ခမိုးကြီးရွာကပြည်သူတွေဘေးလွတ်ရာကြီးရွာတွေကိုတင်းရှောင်နေရပါတယ်။အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့စီးရင်ဒီအရ2023ခုနှစ်မတ်လအထိမြို့နယ်လူဦးရေ8532ယောက်ရှိပြီးရွှေနဲ့သွင်းထွက်တွေကြောင့်ဗန်းမောင်းမြို့နယ်ဟာနှစ်ဖက်တက်တွေအတွက်ဘန္နာရေးအရေးပါတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်ဆိုသူအောင်ပါပြည်ခဲ့တဲ့ဧပြီလ3ရက်ကစကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှရဲ့ဘန်ကောက်ကိုလာရောက်ခဲ့တဲ့ဘင်းစတက်အစီဝေးခီးစဉ်အတွင်းဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာနိုင်ငံသား၂ယောက်ကိုဖြိုးပိုင်နဲ့ကိုနနိုင်ဆိုတို့ဟာ Thai ITC Immigration Detention Center မှာထိန်းသိမ်းခံထားရတာ6လကျော်ရှိသွားပါပြီ။အချိန်6လကြာတဲ့အထိသူတို့၂ယောက်ဟာပြန်မလွတ်သေးပါဘူး။ သူတို့နှစ်ယောက်ကို UN အဖွဲ့အစည်းတွေနဲ့ထိုင်းလူခွင့်ရရှိနေဖွဲ့တွေကအာမခံနဲ့ပြန်လွတ်ဖို့ကူညီပေးနေပြီးမြန်မာနိုင်ငံစီပြန်မပို့ဖို့လည်းတောင်းဆိုထားတယ်လို့မိသားစုဝင်တွေကပြောပါတယ်အဲ့ရဆက်တယ်ရနေတော့မှတော့သူဟိုတော့တော့ကျမ်းမရေမကောင်းဘူးလို့ပြောတယ်ဒါပေမဲ့အခုနောက်ပိုင်းအခုတော့နည်းနည်းတော့သက်သာနေပါပြီအမှုအခြေအနေကတော့လောလောဆယ်အဝအာမခံတင်ထားတယ်ပေါ့ဒီဆယ်လပိုင်း၁၅ရက်လောက်ဆိုတော့အာမခံရမရသူသိရမယ်လို့ပြောတယ် အော်ကျွန်မကတော့ကလေးနှစ်ယောက်နဲ့ဆိုတော့ခက်ခဲတာပေါ့ကလေးနှစ်ယောက်နဲ့ဆိုတော့လုပ်ငန်းလုပ်ရလဲဝင်လို့လို့မရဘူးကလေးတွေကြောင်းပို့လိုက်ကြောင်းကျိုလိုက်ဒီကြားထဲမှာအကွာဈေးလေးပဲဟိုအချိန်ရတယ်အဲ့လိုမျိုးအချိန်လူပြီးတော့ဘာမှမလုပ်ရဈေးလေးပဲရောင်းနေရတာပေါ့အော်ဗမာပြန်ပို့မှတော့စိုးရိမ်တာပေါ့ဗမာပြန်ပို့ရင်အစပြောက်မှာကြီးကျွန်မအခုဒီလိုဒီမှာဓာတ်တွေပါတွေရရမယ်ဆိုတော့ကိုအဆင်မပြေနိုင်ဘူးပေါ့နော်ဟိုဘယ်လိုရလဲကိုတယောက်တည်းလုံးစာရှာရတာနဲ့ကလေးနှစ်ယောက်နဲ့အခန်းကစားစရိတ်တွေပါနေနေဆိုတော့နော် ဟိုဒီတက်ရရမယ်စာအုပ်တွေပြန်လုပ်ရမယ်ဆိုတော့ကျွန်မငွေရေးဆေးအတွက်တော့နည်းနည်းခက်ခဲတယ်ဘင်္ဂမြို့က ITC လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းစခန်းမှာထိန်းသိမ်းခံထားရတော့မှလည်းမြန်မာနိုင်ငံသားတွေအပေါ်အချုပ်ခန်းကောင်းဆောင်တွေကအနိုင်ကျင့်တာလူ့အခွင့်အရေးချုပ်ဖောက်တာတွေကိုကြုံခဲ့တယ်လို့လည်းကိုဖြိုးပိုင်ကပြောပါရယ် ITC ထိန်းသိမ်းစခန်းမှာမြန်မာနိုင်ငံသားတွေအပေါ်လူ့အခွင့်အရေးချုပ်ဖောက်မှုတွေရှိတာကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ထိုင်းဆိုရစီကိုတောင်းဆိုပေးဖို့ကိုလည်းသူကတောင်းဆိုထားပါတယ်။အဲဒီတွင်းမှာလည်းကျွန်တော်နိုင်ငံသားတွေကအကာအကွယ်မဲ့နေတယ်ဘယ်လိုပဲဖြစ်ဖြစ်အဆေးအုပ်စုရဲ့ဟောလေလားမရေတက်ဖြတ်မှုတွေနှိပ်စက်မှုတွေဖန်ဆီးမှုတွေကြောင့်ဟာလားနေလို့မရဘူးစစ်မှုတန်းနဲ့နေလို့မရဘူးအနည်းဆက်ကကျွန်တော်ထိုင်းနိုင်ငံမှာဝင်လာကြတယ်ဟာလားအဲဝင်လာကြပြီလို့ရှိရင်ဒီရောက်လို့ရှိရင်လို့ရှိရင်လည်းအဖမ်းခံရတယ်ဖမ်းခံပြီးကျွန်တော်နိုင်ငံသားတွေပေါ့လူ့ခွင့်ရေးတွေချိုးဖောက်ခံနေရတာအဲ့ဒါတွေကို ဟိုနိုင်ငံတကာတိအောင်ဟုတ်လားဒီ NUG မှာရှိနေတဲ့တာဝန်တာဝန်ရှိနေတဲ့လူကြီးတွေရဲ့ဒီအကြောင်းအရာတွေကိုခိုင်းဆိုးရအောင်တောင်းဆိုပေးပါလူ့ခွင့်ရေးမချိုးဖောက်ဖို့တောင်းဆိုပေးပါနော်ကျွန်တော်အဲ့ဒါလေးကိုပြောချင်ပါတယ်ကိုဖြိုးပိုင်နဲ့ကိုနနိုင်ဆိုးရုံးနှစ်ယောက်ကိုထိုင်းနိုင်ငံကနေအမိပြစင်း blacklist တွင်ထားပြီးသူတို့နှစ်ယောက်ကိုမြန်မာနိုင်ငံစီနေရပြန်မဖို့အောင် UN အခါကွယ်နဲ့ရှင်းနေတွေကကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ် ထိုင်းနိုင်ငံမှာဧပြီလ၄ရက်နေ့ကလည်းစစ်ကောင်းဆောင်ကိုဆန္ဒပြခဲ့တဲ့ထိုင်းចောင်းသားတယောက်ဖမ်းဆီးခံခဲ့ရပြီးသူ့ကိုတော့အဲ့ဒီညာရင်းချင်းပဲပြန်လွတ်ပေးခဲ့ကမြန်မာနိုင်ငံသားနှစ်ယောက်ကတော့လက်ရှိအချိန်ထိထိန်းသိမ်းခံထားရတာဖြစ်ပါတယ်ကျွန်တော်ဇွဲသစ်ပါ အော်တိုဘာလ9ရက်ကစူလိုက်ပြုံလိုက်တက်ခတ်မှုအတွင်းရုရှားဒုံးကျည်တွေနဲ့မောက်သူမဲ့လေရင်တွေကဘုံမိုးရွာခဲ့ပြီးတဲ့နောက်ယူကရိန်းသမ္မတဗိုလိုဒီမာဇလန်စကီကမဟာမိတ်တွေကိုပြစ်တင်ရှုတ်ချခဲ့ပါတယ်။ရုရှားအစိုးရဟာမကြသေးမီသတင်းပတ်တွေအတွင်းယူကရိန်းရဲ့စွမ်းအင်လိုင်းနဲ့သဘာဝတံငွေထလုတ်တဲ့နေရာတွေကိုအရှိန်မြင့်တက်ခတ်ခဲ့ပြီးတိုက်ပွဲတွေကိုအဆုံးသတ်ဖို့တပ်တမရေးအရာဂျိုးပတ်မှုတွေရပ်တန့်နေပါတယ်။ယူကရိန်းရဲ့အီဗာနိုဖရန်ကစ်ဗီနီစီယာ ချာနီဟစ်ခါဆွန်ခါကီဗ်နဲ့အော်ဒက်စာဒေသတွေမှာလည်းအရက်သားတွေရဲ့အခြေခံအဆောင်တွေပြည့်စည်ခဲ့တယ်လို့ဝန်ကြီးချုပ်ယူလီယာဆိုရက်တန်ကိုကပြောခဲ့ပါတယ်။ဆာပိုရီရှားဒေသနဲ့မြောက်ပိုင်းချာနီဟစ်ဒေသတွေမှာစွရင်ဆိုင်ရာအဆောင်တွေပြည့်စည်ခဲ့တယ်လို့ယူကရိန်းစွရင်ဝန်ကြီးဌာနကပြောပါတယ်။ယူကရိန်းနိုင်ငံပိုင်တံငွေနဲ့ရေနံကုမ္ပဏီ Neft to Hefs က ရုရှားနိုင်ငံဟာတန်းငွေအခြေခံအဆောက်အအုံတွေထိခိုက်ပျက်စီးအောင်လုပ်ခဲ့တယ်လို့ပြောပေမဲ့အသေးစိတ်ချက်လက်တွေကိုမပြောခဲ့ပါဘူးရှင်။ တကယ်လို့အမေရိကန်ရဲ့တာဝဲပြည့်ဒုံးကြီးတွေသာယူကရိန်းအတွက်ထောက်ပံ့ပေးမယ်ဆိုရင်မော်စကိုနဲ့ဝါရှင်တန်ကြားဆက်ဆံရေးကိုပြတ်ပြားသွားစေလိမ့်မယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကသတိပေးလိုက်ပါတယ်။တစ်ဖက်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကငြိမ်းချမ်းရေးမရယူလို့တဲ့ပူတင်အပေါ်စစ်ပြက်မိသလိုရုရှားကိုလည်းစက်ကူကြအဖြစ်ဝေဖန်ထားပါတယ်။ ဒါကြောင့်ရုရှားရဲ့ယူကရိန်းအပေါ်ရှစ်တိုးသိမ်းပိုက်နေမှုကိုမတားဆီးနိုင်တဲ့ NATO အုပ်စုကသာစက်ကူကြမဟုတ်ဘူးလားဆိုပြီးပူတင်အနေနဲ့မေးခွန်းပြတ်ထုတ်ခဲ့ပါတယ်တဟာအမေရိကန်ဒုသမရဂျီဒီဗန်စ်ကမော်စကိုအပါအဝင်ရုရှားအတွင်းပိုင်းထိပြစ်ခတ်နိုင်မဲ့ တော်မာဟော့ပ်စ်ဒုံးကြီးတွေထောက်ပံ့ပေးဖို့ယူကရိန်းရဲ့တောင်းဆိုမှုကိုလက်ခံစစ်ဆေးနေကြောင်းပြောဆိုခဲ့တာကြောင့်ဖြစ်ပါတယ်။ဒါပြင်ရုရှားရဲ့ဒုံးတွေဒုံးကြီးတွေနဲ့နောက်ဆုံးတက်ခတ်မှုအတွင်ယူကရိန်းမှာလူငါးဦးသေဆုံးခဲ့ရပြီးလျှက်စစ်မိဘပြတ်တောက်နေတယ်လို့သမရဘလိုဒီမာဇလန်စကီကိုယ်တိုင်အတည်ပြုပါတယ်ရှင်။ဒီဗီဗီယိုမြန်တမ်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချိုဆမ်ပါရှင်